ားလုံးမင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိုင်းမှာသာစကားနေကျဆူပါတယ်နော်ဒီနေ့မှလည်းခါတိုင်းလိုပဲထိုင်းစကားလေးတွေကိုကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ်ဟာအဲ့ဒါဘာဖြစ်ပါလဲဆိုတော့ကျွန်တော်ပုံနဲ့တော့ပတ်ပြမှာဖြစ်ပါတယ်ညာလေးနဲ့ကျွန်တော်ထုတ်ပြထားမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုကျွန်တော်အာကျွန်တော်ရှင်းပြမယ့်အရာလေးပါမယ်ဘာဖြစ်လဲဆိုတော့ပရမအုံဆုံးပြထားမှာကြတော့ ရုပ်စာလေးပေါ့နော်ခီးသွားတာနဲ့ပတ်သက်ပြီးတော့ဝန်ခံရတာ၄မျိုးကိုကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ်နော်အဲဘာပြမလဲဆိုတော့အဲ့အဲ့အဲ့ဒီအဓိပ္ပာယ်လေးကိုကျွန်တော်မြန်မာစာလေးနဲ့ရေးပေးထားပါတယ်သူထိုင်းသံထွက်လေးကိုပေါ့နော်မြန်မာစာလေးနဲ့ရေးပေးထားပါတယ်အဲ့ဒါကိုကျွန်တော်ပြီးတော့အင်္ဂလိပ်စာနဲ့လည်းရေးပေးထားတာရှိတယ်နော်အဲ့ဒါငယ်ချင်းတို့အတွက်ကျွန်တော်ညာလေးပြထားတဲ့အရာကိုကျွန်တော်ပထမဆုံး ျွန်တော်ကိုယ်တိုင်လည်းရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်အတန်ထွက်နဲ့လည်းလည်လာလို့ရပါတယ်နော်โอเคအဲ့ဒါဆိုစမယ်ပထမအုပ်ဆုံးပါပထမအုပ်ဆုံးမှာကြာတော့ကျွန်တော်အာဘောနော်ဥစားအယောင်လေးနေနေစူလာတာအတိုင်းအတန်ထွက်လေးနေနော်အဲ့ဒါကြာတော့အလေသွားချင်းပေါ့နော်အလေသွားချင်းကိုဘယ်လိုပြောလဲဆိုတော့ထောင်ထျောက်နော်ထောင်ထျောက်အဝါယောင်လေးနေကျွန်တော်အောင်ဆက်လုပ်ပြထားပါတယ်။အဝါရောင်လေးနဲ့ကျွန်တော်စီးချပြထားပါတယ်။အာအဲ့ဒါလေးပေါ့နော်။ အဲ့ဒါလေးကဘောနော်အာဘယ်လိုပြောမလဲအတန်ထွက်လေးကိုရေးပေးထားဖြစ်ပါရင်နော်ထောင်းတိရောက်ဆိုတာအလေသွားချင်းဖြစ်ပါရင်နော်โอเคနောက်တစ်ခုသွားမယ်ခီးသွားတည်ဘောနော်နောက်တစ်ခုကအာခီးသွားတည်ဘောနော်ခီးသွားတည်ဆိုတာခီးသွားတည်ဘောနော်အာပြောချင်တာအဲ့ဒါကိုဘယ်လိုပြောလဲဆိုတော့ခီးသွားတည်ဆိုတာကိုဘယ်လိုပြောလဲဆိုတော့เดินทางเดินทางဆိုတာခီးသွားတာကိုပြောတာဖြစ်ပါရင်နော် လန်ထန်ဆိုတာခီးသွားတာပေါ့နော်ခီးသွားချင်းခီးသွားတီဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်လန်ထန်ဆိုတာဖြစ်ပါနော်โอเคအဲ့တော့ဆိုကျွန်တော်နောက်တစ်ခုသွားမယ်နော်လေစိတ်နောက်တစ်ခုကျွန်တော်တို့လေနဲ့ပြန်လာပေါ့နော်မြန်မာပြည်ပြန်မယ်လေနဲ့ဘာနဲ့သွားတာပေါ့နော်ပြောချင်တာလေနို့ဘာလို့နဲ့သွားတာကိုလေစိတ်ကိုပေါ့နော်လေစိတ်ကိုဘယ်လိုပြောလဲလေစိတ်ကိုကြတော့ဒီမှာရေးပြထားရယ်နော် အအရောင်လေးနေနဲ့ကျွန်တော်စူပေးထားတဲ့အင်္ဂလိပ်လိုနဲ့ရောအာမြန်မာစာနဲ့ပါတန်ထွက်လေးတွေကိုကျွန်တော်ရေးပေးထားတာရှိပါတယ်အဲဒါကြတော့စက်နာဘင်းစက်နာဘင်းဆိုတာလေးစိတ်ကိုခေါ်တာဖြစ်ပါတယ်နော်လေးစိတ်ကိုကျွန်တော်တို့စက်နာဘင်းဆိုလို့ခေါ်တာဖြစ်ပါတယ်နော်တရားလေးမှတ်ထားပြီးပါကိုရီမြန်မာပြည်ပြန်လို့ရှိရင်လေးစိတ်ဆိုပြီးတော့ပြောပြောလေးစိတ်ကိုဘယ်လိုပြောလဲပေါ့နော်အာပြောလို့ရတာပေါ့နော်စက်နာဘင်းဆိုတာလေးစိတ်ကိုခေါ်တာဖြစ်ပါတယ် โอเคลีซีกูสนามบินสุดยอดก็เลยพี่ไปเนาะที่เรารูตัวแม่เราดูว่าอ่าโฮเทลปะเนาะโฮเทลสุรายุตัวแม่โฮเทลสุรายุบลูกเราเลยสโดวิมาจีปีหาวะเนี่ยโฮเทลสุดาจะนอนรูไอ้ดันทว่าการโรงแรมโรงแรมสุดาโฮเทลเปียวลาพี่ไปเนี่ยโฮเทลกูโรงแรมสุดยอดเปียวลาพี่ไปเนาะ ုံလဲဆိုတာဟိုတယ်ကိုပြောတာဖြစ်ပါတယ်အာ okay နောက်တစ်ခုကကြတော့ဟိုဟိုတယ်ကြတော့လုံလဲเนาะဒီချာလေးနားထောင်ပြပါကိုသွားလို့ရှိရင်လုံလဲဆိုလို့ပြောလို့ရတယ်အဟာလုံလဲဆိုလို့ရှိရင်ဟိုတယ်ကိုရှာနေတာပေါ့နော်ဟာဆိုတာရှာရှာတီရှာတော့လုံလဲဆိုတာဟိုတယ်ပြောတာဟာလုံလဲဆိုလို့ရှိရင်အဟိုတယ်ရှာနေတာပေါ့နော်ကိုကတက်ခုမှာလေအတက်ခုမှာဆိုတော့လူဟိုတယ်ရှာနေတယ်ဆိုလို့ရှိရင်ဟာလုံလဲဆိုပြီးတော့ပြောလို့ရပါတယ်နော် อ่าโอเคถ้าจ้ะတော့အခန်းအခန်းကိုကြာတော့ဟောင်းဟောင်းဖတ်အဟောင်းဆိုတာအခန်းကိုပြောတာဖြစ်ပါတယ်ကျွန်တော်ခုနေနေတဲ့အခန်းပေါ့เนาะအဲ့ဒါကိုကြာတော့ဟောင်းဟောင်းဖတ်ဖတ်ဆိုတာအနားယူတော့ပြောတာဟောင်းဆိုတာခန်းအနားယူတဲ့ခန်းပေါ့เนาะပြောချင်တာတော့ဟောင်းဖတ်ဆိုတာအနားယူတဲ့ခန်းကိုယ့်ရဲ့အဆောင်ပေါ့เนาะပြန်မလို့လည်းပြန်မစို့ဒီခန်းလေးကကျွန်တော်ရဲ့အဆောင်ဖြစ်တဲ့အတွက်ကျွန်တော်အခန်းပေါ့เนาะအဲ့ဒါကိုဟောင်းဖတ်ဆိုပြီးတော့ခေါ်ပါတယ်เนาะ ้องพักสุดจำนวนนี่คุณนี่เด็กแข่งเปล่าพี่ป๋ไปนี่ยโอเคเอาทุกตัวมาโอเคนอตกูจะรอหลายเนาะนกขัวจ้าเราเล่มมะเล่มมากูบลูพิโอวแมนจะนอรู้ ွားလို့ရှိရင်ကလတ်မှတ်တွေဘာလတ်မှတ်တွေလေရင်လက်မှတ်တွေလေလေလက်မှတ်တွေအဲ့ဒါအကုန်လုံးပေါ့နော်လက်မှတ်ခုသူများအကုန်လုံးဘယ်လိုပြောလဲဆိုတော့တူဝတူဝတူဝဆိုတာလက်မှတ်တွေပြောတာဖြစ်ပါတယ်တူဝကလတ်မှတ်ကိုကြတော့တူဝလော့ကလတ်မှတ်နော်လေလက်မှတ်ကိုကြတော့တူဝလືလືဆိုတာလေကိုပြောတာနော်တူဝလືဆိုတာလေလက်မှတ်ကိုပြောတာဖြစ်ပါတယ်โอเคနောက်တစ်ခုကလေရင်လက်မှတ် ลีนและมัตสุรุชีตัวตัวเครื่องบินเครื่องบินส่วนลีอยู่ตัวอะไรผิดปาเนี่ยอ่ะตัวเครื่องบินสูรุชีลีนและมาปนนอ่ะกูกูต้องบนอกูตีดลูกค้าสูรุชีตัวรถลีสูรุชีตัวเรือตัวเครื่องบินส่วนลีนและมาอ่ะลุงอยู่บนและมากูจะรอตัวตัวส่วนและมากูตัวอะไรผิดปาเนี่ยโอเคยินเอาคู่ตัวไหมที่สองไอ้ว้ะ ခီးဆောင်အိတ်ညပြထားတယ်เนาะခီးဆောင်အိတ်ကိုကျွန်တော်တို့ဘယ်လိုပြောမလဲခီးဆောင်အိတ်ကို crap pau crap pau ဆိုတော့ကျွန်တော်တို့ခီးဆောင်အိတ်တွေအခုမြောက် crap pau ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်เนาะအာလက်ဆွဲအိတ်တွေပါလို့ကျွန်တော် crap pau ပေးပေါ့เนาะအာ crap pau supply supply ဆွေဂျူလီနဲ့ဆွေတဲ့ကောင်းနေပေါ့เนาะအာ crap pau ဆိုတော့အိတ်တွေအခုမြောက် crap pau ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်เนาะအဲ့ဒါလေးတိထားမို့လို့ပါတယ်ခီးဆောင်အိတ်ကိုလည်း crap pau ဆိုပြီးတော့သုံးတာဖြစ်ပါတယ်เนาะ ok là sự cho nó luôn nhi vùng nhi vùng và nó nhi vùng cho nó thay thay nó này phụ mà khá là gì bị thao phải đấy nhưng mà sau này ở anh lấy sau này và gì bị thay nó tuy là tạm lý vụ nhi vùng cho nó tùa ấy tùa một vùng nhi vùng cho nó phần thi tùa rồi là mà biểu là ok nhi vùng cho nó phần thi phần thi rồi nhi vùng biểu là phải phải nó phần thi lô rồi các bạn nhi vùng nhi vùng nó lô rồi các bạn biểu là ကဘာကြီးကိုကြတော့လို့လို့လောင်းမတို့ရဲ့ကဘာကြီးအဲ့လိုမျိုးပေါ့နော်လို့ဆိုတာကဘာကြီးလောင်းဆိုတာငါတို့တွေအကုန်လုံးကဘာမှာရှိတဲ့လူတွေ crowd ဆိုလို့ရှိရင်အကုန်လုံးငါတို့တွေပေါ့နော်အဲ့လို့ crowd ဆိုတော့ငါတို့ကဘာကြီးအဲ့လိုမျိုးရှိတယ်ကဘာကြီးကိုကြတော့လို့ပေါ့နော်ဒါမြေပုံပြိုးရင်းနဲ့ကဘာကြီးဘက်ကိုရောက်သွားတာအဲ့လိုမျိုးပြောပြမယ်ဆိုပြောမယ်ဆိုကျွန်တော်တို့ကျန်တဲ့စကားလေးတွေကိုကျွန်တော်ရှက်ရှက်ပြီးတော့ထည့်ပြီးတော့ပြောပြီးသွားမှာ ပါတယ်เนาะแผ่นที่ဆိုတာကျွန်တော်မြေပုံဖြစ်ပါတယ်မြေပုံကြတော့แผ่นที่เนาะแผ่นที่แผ่นที่ไทยဆိုလို့ရှိရင်ไทยမြေပုံပေါ့เนาะแผ่นที่พม่าဆိုလို့ရှိရင်မြန်မာမြေပုံပေါ့เนาะแผ่นที่จีนဆိုလို့ရှိရင်တရုတ်မြေပုံပေါ့เนาะအာမြေပုံကြီးကိုရီးယားဆိုလည်းကိုရီးယားပေါ့เนาะแผ่นที่เกาหลีเกาหลีဆိုတာကိုရီးယားแผ่นที่ญี่ปุ่นဆိုတာဂျပန်ပေါ့เนาะအာအဲ့လိုမျိုးရှိပါတယ် မြေပုံပြောတာเนาะမြေပုံရဲ့အသုံးဆုံးပုံလေးပြပြလာโอเคနောက်တစ်ခုကသွားတော့အာဒါကြတော့ခီးသွားနေရပါတော့စတန်ကြီးထောင်းထိုးဆိုအလေသွားတဲ့နေရောပြောတာဖြစ်ပါရင်เนาะရည်ထားတာနေမှာပါတယ်လေသွားတဲ့နေရောပေါ့เนาะအာစတန်ထီထောင်းထိုးစတန်ထီထောင်းထိုးဆိုတာကျွန်တော်တို့အလေသွားတဲ့နေရောကိုစတန်ထီစတန်ထီဆိုတာနေရောကိုပြောတာဖြစ်ပါတယ်ထောင်းထိုးဆိုတာအလေသွားတာကိုပြောတာအလေသွားတာကိုထောင်းထိုး အဲ့ဒါနှစ်ခုပေါင်းလိုက်တော့ကွာစထန်တီထောင်တီယိုဆိုတော့အလဲသွားတဲ့နေရာဆိုပြီးတော့အတိတ်ပဲရှိတယ်နော်သိချင်တဲ့အရာလေးတွေမေးလို့ရပါတယ်စထန်တီထောင်တီယိုဆိုတာအလဲသွားတဲ့နေရာတွေပြောတာဖြစ်ပါတယ်နော်ဟေးဒါ EV ဆိုတော့နောက်တစ်ခုကကျွန်တော်ဥစားပေါ့နော်ပင်လယ်ပင်လယ်ကိုဘယ်လိုပြောမလဲ ပင်လယ်ကိုကြတော့ကျွန်တော်တို့အာဘောနောပုံမှာပြထားတဲ့အတိုင်းပေါ့နော်ပင်လယ်ကိုကြတော့ထလေဆိုရတူပင်လယ်ပေါ့နော်ပင်လယ်ကိုကြတော့ထလေဆိုလို့ခေါ်တာဖြစ်ပါတယ်ထလေဆိုတာပင်လယ်ကိုပြောတာဖြစ်ပါတယ်အာကျွန်တော်အခုလိုမျိုးလိုက်လွင့်နေတဲ့အချိန်မှာပေါ့နော်ဥမာမနေ့ဆိုရင်ဆိုလေဘာမှမလုပ်ဖြစ်ဘူးမျက်နှာလေးတိပြီးတော့လာပြီးလိုက်လွင့်နေတာနော် အာပေါ့နော်သိချင်တာလေးကျွန်တော်အခု comment မှာတခါလေးရေးပြီးတော့မေးလို့ရပါတယ်နော် Okay ပင်လယ်ကိုကြာတော့ထလေထလေဆိုတာပင်လယ်နော်သမုတ်တရားကြာတော့မတူးနော်သမုတ်တရားကိုကြာတော့မဟာသမုတ်မဟာသမုတ်ဆိုတာသမုတ်တရားကိုခေါ်တာဖြစ်ပါတယ်ပင်လယ်ကိုကြာတော့ထလေပေါ့နော်မဲနမ်ဆိုတာကျွန်တော်တို့ဘာသာပြောမလဲ မြစ်ကိုပြောတာဖြစ်ပါတယ်နော်မြစ်ကိုကျတော့မန္နာအာဘာပြောမျိုးမှရှိရလေမြစ်ကြီးအမန္နာကြောက်ဖရာဆိုတာလေအာအဲ့ဒါဘာပြောမျိုးမှစီးနေတဲ့မြစ်ကြီးကိုရှိရလေအာမန္နာကြောက်ဖရာမန္နာဆိုတော့မြစ်ကိုခေါ်ပါတယ်ပင်လယ်ကိုကျတော့စာထမကြီးပြတာပါတယ်ထလေဆိုတာပင်လယ်ကိုပြောတာဖြစ်ပါတယ်အာသမုတ်တရားကိုကျတော့မဟာသမုတ်မဟာသမုတ်ဆိုတာသမုတ်တရားဖြစ်ပါတယ်နော်โอเคနောက်တစ်ခုသွား လဲဆိုတော့เนาะဥပမာ Okay တောင်တန်းကြီးကိုပေါ့เนาะတောင်တန်းလေးကိုတောင်တန်းလေးကိုဘယ်လိုပြောမလဲเนาะတောင်ပေါ့เนาะတောင်ဆိုတော့ကျွန်တော်တို့တောင်လေးတောင်ကြီးတည်ရမလားအဲ့လိုမျိုးတောင်မျိုးကိုဖုခောင်းဖုခောင်းဆိုတာတောင်ခေါ်တာဖြစ်ပါတယ်เนาะဖုခောင်းဖုခောင်းဟုတ်ဘူးเนาะဖုခောင်းဖုခောင်းဆိုတာတောင်တန်းကြီးကိုပြောတာဖြစ်ပါတယ် တန်ထွက်လေးနည်းနည်းမှန်သွားလို့ရှိရင်ဖွက်ခါအောင်ဆိုလို့ရှိရင်သူတို့တွေဖြစ်သွားမယ်နော်ဖွက်ခါအောင်ဆိုလို့ရှိရင်သူတို့တွေဖြစ်သွားမယ်ဒါဖူခါအောင်ဖူခါအောင်ဆိုတာတောင်တန်းကိုပြောတာဖြစ်ပါတယ်တောင်တွေကိုပြောတာဖြစ်ပါတယ်ဖူခါအောင်ဆိုတာတန်ထွက်လေးနည်းနည်းပဲกว่าနော်အဲ့ဒါလေးကွဲသွားလို့ရှိရင်တောင်တောင်ကနေသူတို့တွေဖြစ်သွားမယ်อืมဒါဖူကြီးចောင်းပေါ့နော်ပြောမှဆိုရင်ကျွန်တော်တို့အများတုံးလို့ရှိရင်တော့ဖရာចောင်းပေါ့နော်အာကျွန်တော်တို့ မြန်မာလူနဲ့ပြောမယ်ဆိုဖူးကြီးចောင်းဖူးကြီးចောင်းကိုထိုင်းလူလည်းဖူးကြီးចောင်းပေါ့နော်အဲ့ဒါကိုကြာတော့ what what ဆိုတာဖူးကြီးចောင်းเนาะအဲ by ဆိုတာတွားတာ by what ဆိုတာဖူးကြီးចောင်းကိုတွားတာအဲ ma what ဆိုတာဖူးကြီးចောင်းကိုလာတာအဲ့လိုမျိုးသုံးလို့ရရင်เนาะသူရဲ့ထိုင်းစကားလေးတွေမှာ ma what ဆိုတာဖူးကြီးចောင်းကိုလာတယ် by what ဆိုတာဖူးကြီးចောင်းကိုတွားတယ်အဲ့လိုပေါ့နော်အဲ့လိုသုံးလို့ရပါတယ် ဘုန်းကြီးเจ้าကိုကြတော့ what ဆိုပြီးတော့တောင်းပါဖြစ်ပါရင်เนาะ what ဆိုတော့ဘုန်းကြီးเจ้าโอเคနောက်တစ်ခုတွားမယ်နောက်တစ်ခုက see see အာ see ကိုကြတော့ blue blue ခေါ်တယ်ငွေချင်းတို့တော်တော်များပြီးပြီးမှာပါ see ကိုကြတော့အာတလတလဆိုတော့ see ကိုခေါ်တာဖြစ်ပါရင်เนาะဘိုင်တလ see ကိုတွားတယ်เนาะအစည်းของที่တလအစည်းของที่တလဆိုလို့ရှိရင် see မှာပြည့်စည်သွားဝယ် ဈေးမှာပြည့်စည်သွားဝယ်တယ်။ပိစပါတိတလာဈေးမှာငါသွားဝယ်တယ်။အဲ့လိုမျိုးအနေထားတွေမှာတုံလို့ရတော့အဲ့ဒါကျွန်တော်ဈာနှမှာတော့ပါဘူး။ဈာနှမှာကြတော့ဈေးလောက်ပဲကျွန်တော်ရေးပြလာတာဖြစ်ပါတယ်။တလာဆိုတာဈေးပေါ့နော်တကယ်လို့ဈေးမှာကိုယ်ကဘာသွားလုပ်တယ်ကွာ။ဥပမာကိုယ်ကချီမုံချီမုံရက်သွားဝယ်မယ်။ချီမုံရက်သွားဝယ်မယ်ဆိုလို့ရှိရင်ပိစပိုင်ကြက်ပြတီတလာကြက်ပြဆိုတာကျွန်တော်ချီမောင်ရုပ်ခေါ်တာဖြစ်ပါရဲ့နော် bài kệ chiếp sửa chỉ mong yêu của cô đã biết bài đấy bài xứ sửa tô về đấy bài kệ chiếp sửa chỉ mong yêu thi tà lạ sửa gì ra mà à đấy bài xứ bài kệ chiếp thi tà lạ sửa gì ra cho nó chỉ mong yêu tô về quá à nó được khua đấy à cứ suy yêu suy yêu sửa chỉ phát bung sửa cứ suy của cô đã biết bài đấy bài xứ phát bung thi tà lạ sửa cứ suy yêu tô đấy gì ra à alumiu nó alumiu đi tô yêu bài ตรงเต็มมือเวลูวันเนาะโอเคนะครูอ่ะจะท้าจะเท่าจะเราดูยงมาปูมาแก้ถ่ายน้องจะเท่าูจะเท่าจะรถรถไฟรถไฟสวยจะเท่าเปล่าเปล่าเลยรถไฟรถไฟจะเท่าปะน้องจะเท่าูรถไฟ ဒါရိုးရိုးအောက်မှာသွားနေရထားတွေပေါ့နော်အဲတကယ်လို့မိုးပြန်ရထားဆိုလို့ရှိရင် lot fiber lot fiber lot fiber ဆိုရရာ fa ဆိုတော့မိုးပေါ်မှာမိုး fa ဆိုလို့ခေါ်တယ် lot fiber ဆိုလို့ရှိရင်မိုးပြန်ရထားဖြစ်သွားမယ်အဲ့လိုပဲနော်နည်းနည်းလေးပဲပေါ်တယ်ဟိုကသုံးတက်မှုပဲလို့တယ်တကယ်လို့ထိုင်နေဆိုတော့ nang nang ဆိုတာထိုင်တယ် nang lot fiber ဆိုလို့ရှိရင်ရထားပေါ်မှာထိုင်တာ nang lot fiber ဆိုရထားပေါ်မှာထိုင်တာ လိုမျိုးရှိတယ်။ um lot five ဆိုတာเนาะအများကြီးသုံးလို့ရတယ်ကိုကနားလည်မှုပဲလိုတယ်။သိမှုပဲလိုတယ်နားလည်မှုပဲလိုတယ်အဲ့ဒါလေးပေါ့เนาะကိုသိနေမှုလိုတယ်။အာ okay နောက်ခုသွားမယ်။ဒါကြတော့ Pascal ပေါ့เนาะ Pascal ကို lot bad Pascal ကို lot bad ဆိုလို့ခေါ်တာဖြစ်ပါတယ်။ lot bad ဆိုတာ Pascal ကိုပြောတာဖြစ်ပါတယ်เนาะ ဘတ်ကားကို load bus နော် load load ဆိုတာကားကိုပြောတာဖြစ်ပါတယ် bus တော့အာ bus ကတော့ bus ပါပဲနော် bus ဆိုတာကအင်္ဂလိပ်လိုလေ load load bus ဆိုတာအင်္ဂလိပ်လိုနော်အာထားလိုက်ပါ load me ဆိုပြီးတော့တုံးလေဒီမှာဆိုလို့ချင်းလိုင်းကားတွေကြတော့ load me အဲ့လိုတုံးတာဖြစ်ပါတယ်နော်အာဘတ်ကားဆိုတာဟိုအရင်တုံးတဲ့စကားကြီးပေါ့နော်။ဟိုရှိကြတဲ့စကားကြီးပေါ့နော်။တော့ဘတ်ရှေ့ရှေ့ဟိုအရင်တော့တုံးတဲ့စကားကြီးပေါ့နော်။ 아 쿠자로 롯미 수벽 병벽 동네 어 롯미 수라 너로 앵가리 유벽 빠레 오케이 너 두다메 아 자로 우삽 너 Tessi bono, tessi. Tessi bono, lo violetto. taxi taxi ကို taxi ဆိုလို့ပြောတာဖြစ်ပါတယ် taxi ကို taxi ဆိုလို့ခေါ်တာဖြစ်ပါတယ်နော် taxi taxi ဆိုတာ taxi ကိုပြောတာဖြစ်ပါတယ်အာနောက်တစ်ခုကတော့ဘယ်လိုပြောမလဲနောက်တစ်ခုကတူတင်မှန်မှန်တူတင်မှန်อยู่ဒီပေါ့နော်အာအဓိပ္ပာယ်ကျတော့ ဲ့လိုပဲပေါ့နော်နီးစက်တယ်ဒါပေမဲ့ကြောင်းဆိုတာဘယ်လိုပြောမလဲတူတင်မှိုက်ပြလားဟုတ်ပါတယ်သူကဘယ်လိုပြောမလဲကျွန်တော်တို့လူလူပြောရင်တော့ဘူကင်တင်ထားတာပေါ့နော်အာကိုကအဲ့ဒါကိုယူမယ်ဆိုပြီးတော့ဥစားတင်စင်းတင်ထားတာတူတင်မှိုက်ပြလားအဲ့ဒါကိုကယူမယ်ဆိုပြီးတော့ဘူကင်တင်ထားတာကွာဥပမာကွာဒီခန်းကိုကျွန်တော်ဒီနေ့ဒီနေ့လာမယ်လာငါအဲ့လိုမျိုးကြူပြီးတော့အာငှားလာလိုက်တာအဲ့ဒါအဲ့ဒါဘူကင်တင်ထားတာပေါ့နော်အာအဲ့ဒါကိုကြောင်းဆိုပြီးတော့ ြောတာဖြစ်ပါတယ်ဥမာစားသောက်စိန်မှာဒီစပွဲမှာငါတို့လာစားမယ်เนาะဒီစပွဲကိုငါတို့ငှားမယ်အဲ့လိုမျိုးတူတူလို့မှားယူထားတာပေါ့နော်ဘူကီတင်နာပေါ့နော်ပြောမယ်ဆိုရင်ဘူကီတင်နာကိုကျတော့ကြောင်းဆိုပြီးတော့တုံးတာဖြစ်ပါတယ်เนาะโอเคနားလည်မလို့ထင်ပါတယ်အော်ပြီးတော့ကျွန်တော်မှတ်ချက်လေးရေးပြထားတယ်เนาะမှတ်ချက်လေးကိုလည်းဖတ်သွားပြီးအောင်မှတ်ချက်လေးကဘာလဲဆိုတော့မြန်မာစာနဲ့ထိုင်းတန်ထွက်တူကိုအတိအကျ အတိအကျတူအောင်ရေးဖို့ကခက်ခဲပါတယ်နော်ဘာလို့လဲဆိုတော့နှစ်ပါတာစကားမှာတဲ့တန်တွေအတန်ထွက်တွေမတူတဲ့အတွက်ပါတဲ့ဒါပေမဲ့တက်နိုင်ဆုံးနားလဲလွယ်အောင်ရေးပြထားပါတယ်ဒါအမှန်ဆုံးပဲနော်သူ့ရဲ့ထိုင်းစာတိုင်ကိုကျွန်တော်တို့ရေးပြလို့မရဘူးကျွန်တော်တို့ရေးပြလို့ရတာသူ့ရဲ့အနည်းဆက်ဆုံးပေါ့နော်50% 50%လောက်ပေါ့နော်50%လောက်ကိုကျွန်တော်တို့ရေးပြထားတာဖြစ်ပါတယ်အာ ဘာဖြစ်လို့လဲဆိုသူ100%ရောရေလို့မရဘူးဗျာဘလို့မရကျွန်တော်ကျိုးစားရေးလဲသူအတန်ထွက်ကိုမလာဘူးအဒီအတွက်အကောင်းဆုံးကတော့ထိုင်းစကားထိုင်းတန်တန်နေတန်ထားလေးတွေကိုလိလချင်းလို့ဆိုရင်သူရဲ့တန်နေတန်ထားလေးတွေကအရန်ကိုရေးကြည့်တယ်နော်ထိုင်းလို့ပြောမယ်ဆိုရင်အဲကူကဘလို့ဘလို့လိလရအောင်မယ်ဆိုတာတကယ် နည်းနည်းလေးတန်ထွက်လေးနည်းနည်းလေးခြုံရင်းသွားအနစ်လေးဖြစ်သွားတာ ਨੇ အတိတ်ပဲတစ်ခုပြောင်းသွားတယ်အဲ့လိုမျိုးပြောင်းမယ်နော်ခုနကလိုမျိုးပေါ့နော်ကျွန်တော်ပြောတာပါလဲဖုခေါဖုခေါဆိုတာတောင်တန်းဖုခေါဆိုလို့ရှိရင်သူတို့တွေအနည်းနည်းလေးပဲกว่าနော်ဖုဖုခေါဆိုတာတောင်တန်းဖွက်ခေါ့ဆိုတာသူတို့တွေအဲ့လိုမျိုးပေါ့နော်အတန်ထွက်လေးနည်းနည်းလေးကွာသွားလိုက်တာ ਨੇ အတိတ်ကတခါတည်းအဝေးလေးကိုရှောက် ပြီးထွက်သွားမှာနော်ဝီကြီးကိုပြီးထွက်သွားမှာအဲ့ဒါကြောင့်မို့လို့နော်အာတန်ထွက်လေးကိုဒီချာလေးယူဆိုင်ပြီးတော့နားထောင်ပေးပါနော်တန်ထွက်လေးကအနေမြင့်ပါဇက်ပိတ်ပါဇက်ဖွင့်ဆိုတာလေးရှိတယ်အဲ့ဒါလေးမကွာနော်အဓိပ္ပာယ်လေးပြီးပြောင်းသွားမယ်အဲ့ဒါလေးနည်းလွှဲသွားတယ်โอเคကျွန်တော်ကြံပေးချင်တာကတော့ပထမအောင်ဆုံးပေါ့နော် အရင်ရုပ်ရှင်ကားလေးတွေကြည့်ပေးပါသူတို့ပြောလေးနားထောင်သူပါဇက်လေးကြည့်ပါပေါ့နော်သူတို့ပါဇက်လေးပိတ်ပြီးတော့ပြောလားဟာပြီးတော့ပြောတာလက်ကောင်းတတ်ပါလားဆိုတာအဲ့လိုမျိုးကြီးကြည့်ပြီးတော့လေ့ကျင့်ပေးပါကိုယ်တိုင်းလည်းလိုက်ပြောပေးနော်ဘာလို့ရှိရင်အာဘာလို့ရှိရင်ကိုယ်တိုင်းလိုက်ပြောပေးပြီးတော့ဒီလိုမျိုးပေါ့နော်တိုင်းကုန်မှာတချို့တွေကတင်ထားတဲ့အာတိုင်းဘာသာစကားလေ့လာလို့ရတဲ့အရာတွေအင်ပင်းနေတဲ့သူတွေပေါ့နော်သူတို့စီမှာလည်းဝင်ရောက်လေ့လာလို့ရပါတယ်နော်ပြီးတော့ လေ့ကျင့်ပေးပုံနော်အဲ့လိုမျိုးလေ့ကျင့်ပြီးလို့ရှိရင်ဉာဏ်လေးလို့ပြောပေးနေလို့ရှိရင်တနေ့မှုရင်တနေ့ကိုကတက်သွားပါလိမ့်မယ်နော်ကျွန်တော်လည်းအဲ့လိုပဲထုံလေးပဲဒီလိုဆိုကျွန်တော်တက်ဖို့ပြုလုပ်မယ်ကျွန်တော်လည်းအဲ့လိုသွားပြီးတော့လေ့ကျင့်လေ့ကျင့်ပြီးတော့တက်လာတာသူတွေနဲ့ပြောရတယ်စကအပြိုးဆူလေးကြီးလောရတယ်ပြီးလို့ရှိရင်ဘောနော်ဘူးပြောရလေးကိုလိုက်ဖြီးပြရတယ်အာပြီးတော့ ဘူးပြောမယ်လုတ်လုတ်ထမှာဆိုတော့อืมနော်ပြောလို့မရဘူးကြားတာလေးပေါ့နော်ទីတာလေးယူလို့အဆင်ပြေသလိုလေးပြောတယ်မှားလို့ရှိရင်တို့အဒါလေးဒီလိုပြောရတယ်ဆိုတော့ကိုယ်နိုင်ပြန်ပြောပြောပြတယ်နော်တိုင်းရအဲဆိုကိုရီးယားပေါ့နော်အဲလိုမျိုးတို့ပြောတာဒီလားအဲလိုမျိုးလည်းပြောပြလို့ရှိရင်ဒီနေ့ဒီနေ့ရင်းလို့လည်းကျွန်တော်တက်တလို့ကျွန်တော်ပြောလို့ပြောနေပါမှာဖြစ်ပါရဲ့เนาะအားမူရပါနဲ့ကျွန်တော်ကတော့အပီး ုစုစုစုနန်းသူခွန်အဲ့လိုမျိုးပေါ့နော်အမငယ်နဲ့ကျူစားပါအကုန်ပေါ့နော်အဲ့လိုမျိုးဒီပဲလေးကြီးနေ့ကျရင်ပြောနိုင်အောင်ကျူစားပါဘာဖြစ်လို့လဲဆိုတော့သူနေ့ကသူတို့စကားမတက်လို့ရှိမျက်နှာငယ်တဲ့လုပ်ငန်းတွေလာမှာအလုပ်တွေထဲမှာအလုပ်လုပ်ပြီးဟေးဆိုရင်သူတို့ဟိုဟာလေးလုပ်ပေးပါဆိုကောနားမလည်လို့ရှိရင်သူတို့ကငုံငီးပြီးမှသူတို့ညင်ညင်ဖြစ်တော့ကွာဘာသူမဆိုပဲလေကိုပြောတာနားမလည်ဆိုကိုယ်တိုင်းလည်းညင်ညင်ဖြစ်မှာပဲ ဒါသူတို့ပြစ်တင်မိအောင်နော်ဘာဖြစ်ကိုကနားမလဲတာဘာဖြစ်သူသူကဘာဖြစ်ဖြစ်သူညနေရက်ယူနေဖြစ်တယ်ဆိုကိုအဲ့လိုလုပ်ကြည့်ကိုပြောတဲ့အရာတရားနားမလဲဘူးနားလဲတဲ့သူကမှမသိချင်ဆောင်းသွားလို့ရှိရင်ဘယ်လိုနေလဲပေါ့နော်ညှဉ်းညှဉ်းဖြစ်သွားလို့ရှိရင်ကိုစစ်စစ်မတတ်မတာဖြစ်သွားတော့နော်အဲ့လိုဖြစ်ရလေအောင်ထင်းစကားလေးလေးလာပါကျွန်တော်ပြောအောင်ဆိုထင်းစကားလေးမတက်တစ်ခေါက်လေးလည်းရအောင်ပြောပေးပါအဲ့ဒါဆိုငင်းတို့အစီမြေသွားလိမ့်မယ်နော် လေ့လာပြပါလို့ပြောချင်ပါတယ်အဆင်ပြေသွားမှာပါနော်โอเคအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့မှာကြာတော့ဒီလောက်လေးပဲ share ပေးမှာဖြစ်ပါတယ်နောက်နေ့နောက်နေ့တွေ့ဆုလဲကျွန်တော်လာရောက်ပြီးတော့ share ပေးအောင်မှာဖြစ်ပါတယ်ကျွန်တော် channel လေးကိုကျွန်တော်လဲတွေ့နေတဲ့အချိန်မှာပေါ့နော်ကြည့်ပြီးလို့ရှိရင်တကယ်ကြီးလို့တိချင်တာလေးတွေတခါတည်းမေးလို့ရရယ်နော်တိချင်တာလေးကဘယ်လိုမေးမလဲဒါဘယ်လိုပြောလဲပေါ့နော်နည်းနည်းပြောပေးပါပေါ့နော်ဘာညာ တော့ပြုတ်ပေးလို့ရှိရင်ကျွန်တော်ကျွန်တော်ဥစားပြုတ်ပြုတ်ပြပေးလို့ရရင်တော့ငင်းတို့မင်းမို့ကငင်းတို့ကမင်းမို့ပဲလို့တယ်โอเคဒါဆိုကျွန်တော်စစ်မှာတော့မယ်ငင်းရင်တို့ဘယ်ချိန်လောက်အားလဲအားတဲ့ချိန်ကျွန်တော်အော်တဲ့တဲ့ချိန်ဝင်ကြည့်လို့ရတယ်ကျွန်တော်စစ်မှာဗီဒီယိုဖိုင်နဲ့လည်းကျွန်တော်တင်ပြအောင်မှာဖြစ်ပါတယ်เนาะတဲ့ရိုက်လွတ်တဲ့ချိန်မှာကျတော့ဘာကောင်းလဲဆိုတော့အခုလိုမျိုးပေါ့နော်ခါတဲ့ကိုတီးချင်တာလေးလေးမေးလို့ရတယ်လို့မေးလို့ရတာပေါ့နော် ီတဲ့ချိန်မှာဝင်ကြည့်မယ်ဆိုလို့ရတယ်အာကျွန်တော်ပြီးတဲ့ချိန်မှာဆိုလို့ရှိရင်လည်းကြည့်ပြီးလေ့လာသွားပါတော့ပြီးလို့ရှိရင်နည်းနည်းလေးရှင်းပြသွားပါလို့ပြောချင်ပါတယ်အားလုံးဒီနေ့မှလို့ထင်ပါတယ် Thank you ပါขอบคุณครับสู้นะทุกคนสู้ค่ะ Next